ယုံကြည်သူကျွန်တော်တို့အားလုံးခရစ်တော်ရဲ့တရားပလင်တော်ရှေ့မှာရောက်လာကြမှာဖြစ်ပြီးတော့ယုံကြည်တဲ့နေ့ကစပြီးတော့ကျွန်တော်တို့တည်တဲ့အထိယုံကြည်သူကျွန်တော်တို့အားလုံးရဲ့အလုပ်ကိုစစ်ဆေးတော်မူမှာဖြစ်တယ်။ငရဲလားကောင်းကင်လားဆိုတာကိုဆုံးဖြတ်ဖို့ညာအတွက်မဟုတ်ဘူး။ယုံကြည်သူတွေထဲမှာစုရထိုက်တဲ့သူတွေကိုစုချင်းမြတ်တော်မူမဲ့အကြောင်း ယုံကြည်သူတို့ကိုချင်းမြင့်မဲ့တရဖူ၅မျိုးရှိတဲ့အကြောင်းဓမ္မသစ်ကျမ်းမှာကျွန်တော်တို့ကိုပြောပြထားပါတယ်။ပထမတရဖူကတော့တစ်ကောအခိုင်ကိုအခန်းငယ်24ကနေပြော29မှာမညှုံနှွမ်းမပြတ်စည်နိုင်သောပန်းဦးရဲ့တရဖူအဲ့ဒီတရဖူဟာဖယားခင်အလိုတော်နဲ့မညီတဲ့ဇာတိတတ်မှတ်ခြင်းနဲ့အပြစ်သွေးဆောင်ခြင်းတွေကိုခံရပေမဲ့အဲ့ဒီဇာတိတတ်မှတ်ခြင်းနဲ့အပြစ်သွေးဆောင်ရာကိုလိုက်မဲ့အစား ဖယားသခင်အဖို့တန့်ရှင်းသောအသက်တာမှာအသက်ရှင်တဲ့ယုံကြည်သူတို့ကိုမညှိုးနွမ်းမပျက်စီးနိုင်သောပန်းဦးရစ်ကို ချင်းမြတ်တော်မှာဖြစ်ပါတယ်။နံပါတ်1ဝမ်းမြောက်ခြင်းဦးရစ်တရဖူတတလောနေဩဝါရစာပရမဇောင်းအခိုင်နှစ်အငယ်16ကနေပရော20မှာအဲ့ဒီတရဖူဟာခရစ်တော်ရဲ့နှုတ်ကပတရားတော်အေးဝန်ကလေးတရားကိုသစ္စာရှိစွာဟောပြောဝင်ရတဲ့သူတို့ကိုချင်းမြတ်မဲ့စုဖြစ်ပါတယ်။ နံပါတ်3အသက်တရဖို့ခရစ်တော်ကိုယုံကြည်ပြီးအလိုတော်ကိုနာခံခြင်းကြောင့်စုံစမ်းနှောက်ရှက်ခြင်းများနဲ့ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကိုခံရပေမဲ့ခရစ်တော်အတွက်သစ္စာရှိစွာ အသက်ရှင်တဲ့ယုံကြည်သူခရစ်တော်အတွက်ကြောင့်အသေးတက်ခြင်းခံရတဲ့ယုံကြည်သူတို့ကိုအသက်တရဖို့ကိုချင်းမြင့်တော်မူမဲ့အကြောင်းယာကုပ်ဩဝါဒစာအခိုင်1အငယ်17နဲ့ဗျာဒိတ်ကျမ်းအခိုင်1အငယ်30တို့မှာ ပြောထားပါတယ်။နံပါတ် ဓမ္မတရဖူအဲ့ဒီတရဖူကတော့ စင်ကြယ်သောနှုတ်ကပတ်တရားတော်ကိုဟောပြောတဲ့ယုံကြည်သူတမချန်းစာထဲကယေရှုခရစ်တော်ရဲ့ဇကားတော်နဲ့တုံတင်တော်မူချက်ကိုသာအမိပြုပြော့နာခံလက်လျှောက်ကျင့်သုံးတဲ့သူတွေကိုဆိုလိုတာဖြစ်တယ်။ပြီးတော့ခရစ်တော်ပြန်ကြွလာတော်မူမဲ့အချိန်ကို မျှော်လင့်လျက်အလိုတော်နဲ့အညီအသက်ရှင်တဲ့ယုံကြည်သူတို့ကိုဓမ္မတရဖူချင်းမြင့်တော်မူမှာဖြစ်တဲ့အကြောင်း နှစ်တအခိုင်းလေးအငယ်နှစ်ကနေရှစ်ကိုဖတ်ကြည့်ပါနမငါဘုံချီတော်ပန်းဦးရတရဖူအဲ့ဒီတရဖူကိုဘယ်သူတွေကိုချင်းမြတော်မူမလဲဆိုရင်ယုံကြည်သူညီအကိုမောင်နှမတို့ကို ကိုကျိုးစွန့်အနစ်နာခံပြီးပြုစုစောင့်ရှောက်တော်သူတို့ကိုဘုံချီတော်ပန်းဦးရတရဖူကိုချင်းမြင့်တော်မူမှာ ဖြစ်တဲ့အကြောင်းတစ်ပေအခိုင်းငါအငယ်လေးမှာပြောထားပါတယ် တရဖူစုကိုမရတဲ့ယုံကြည်သူတွေရှိမဲ့အကြောင်းတစ်ကောအခိုင်း3အခန်းငယ်15မှာအခုလိုပြောပြထားပါတယ်အကျဉ်သူဤအလုတ်သည်ကျွမ်းလောင်ဤထိုးသူသည်အရှုံးခံရလိမ့်မည်သို့တော်လဲမင်းနဲ့လွတ်တကဲ့သို့သူသည်ကဲတင်ခြင်းသို့ရောက်လိမ့်မည်စုမရတဲ့ယုံကြည်သူဟာ မီးလောင်နေတဲ့အိမ်ကနေအသက်ဘေးနဲ့လွတ်မြောက်ပေမဲ့ ဘာပစ္စည်းတစ်ခုမှပါမလာတဲ့သူနဲ့တူမယ်ကဲတင်ချဲမဆုံးရှုံးနိုင်ပေမဲ့ရရှိမဲ့စုများကိုတော့ဆုံးရှုံးနိုင်တဲ့အကြောင်းတိကောအခိုင်း၃အခန်းငယ်15မှာကျွန်တော်တို့ကိုပြောပြထားပါတယ်တရဖူများကိုချင်းမြင့်ချင်းခံရတဲ့ယုံကြည်သူတို့ကသူတို့ရရှိတဲ့တရဖူများကို အပိုင်ယူထားပြီးသူတို့ရဲ့ကောင်းမှာစောင်းထားကြမလားဗျာရကျအခိုင်းလေးအငယ်၁၁မှာအခုလို ပြောထားပါတယ် အိုးထာဝရဖျားကိုတော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူပြီးထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ဖန်ဆင်းလျက်ရှိကြပါ၏ထို့ကြောင့်ကိုတော်သည်ဘုံအတယေတကိုးတော်ကိုခံထိုက်တော်မူ၏ဟုရှောက်ဆို၍ပလင်တော်ရှိ၌မိမိတို့တရဖူများကိုချထားကြ၏တရဖူစုများကိုရရှိတဲ့ယုံကြည်သူတို့က သူတို့ရရှိထားတဲ့တရဖူများကို အပိုင်ယူထားမှာမဟုတ်ဘူး။တခင်ယေရှုခရစ်တော်သာလျင်ဘုံအတရေအလုံးစုံကိုခံထိုက်တော်မူ၏လို့ဆိုပြော့။တခင်ယေရှုခရစ်တော်ကိုချင်းမွန်းကုန်ပြုတ်ဖို့သူတို့ရရှိထားတဲ့တရဖူများကို ပလင်တော်ရှိမှချထားကြမှာ ဖြစ်တယ်။အဲဒီတော့အခုကြားနာနေတဲ့ယုံကြည်သူညီအကိုမွန်တော်မအယောက်စီတိုင်းခရစ်တော်ချင်းမြတ် ်တရဖူများကိုရရှိပြီးအဲ့ဒီတရဖူများကို ကိုရောတီတာလျင်ချင်းမွန်းချင်းနဲ့ဘုံအတေအလုံးစုံကိုခံထိုက်တော်မူသောသူဖြစ်တော်မူ၏ဆိုပြော့ပလင်တော်ရှိမှတရဖူများကိုချထားနိုင်သောသူတွေဖြစ်ဖို့ဒီနေ့ရနေစပြော့တက်ဆုံးတိုင်အောင်တခင်ဖခင်အတွက်အသက်ရှင်ကြပါစို့အားလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ